လုပ်ငန်းတစ်ခုမှာဒီနှစ်ခုသာခိုင်ငိုင်မာမာရှိမထားဘူးဆိုလို့ရှိရင်အဲ့ဒီလုပ်ငန်းကအောင်မြင်မှာလည်းမဟုတ်ဘူးတိုးတက်မှာလည်းမဟုတ်ဘူးရည်ရှည်ဆက်သွားနိုင်မှာလည်းမဟုတ်ဘူးအဲ့တော့ပြီးခဲ့တဲ့ရက်တုန်းကကျွန်တော်ကကျွန်တော်ရဲ့ hostel မှာရှိတဲ့ဝန်ထမ်းတွေစားတောက်ဆိုင်မှာရှိတဲ့ဝန်ထမ်းတွေကိုကျွန်တော် meeting ခေါ်ပြီးတော့မှပြောတယ်အဲ့တော့ပြောတဲ့အထက်မှာအဲ့ဒီနှစ်ခုကိုပဲကျွန်တော်အဓိကထားပြီးတော့မှပြောတယ်အဲ့တော့အဲ့ဒီနှစ်ခုသာတို့အဓိကထားပြီးတော့မှလိုက်နာကြမယ်ဆိုလို့ရှိရင်တော့ဒီ company ကအောင်မြင်မှာပဲ ဒါအောင်မြင်လာပြီးတော့မှသူတို့အတွက်နော်ဝင်ငွေတွေကောင်းလာမှာပဲယာရုတွေတက်လာမှာပဲကျွန်တော်အဲ့ဒါကိုပြောပြတယ်အဲ့တော့ဟုတ်ပြီအဲ့ဒီတစ်ခုတည်းကနံပါတ်1တစ်ခုဒီကျွန်တော်တို့ပါလဲဆိုတော့ principle เนาะ principle ဆိုတာကကျွန်တော်တို့ကကုမ္ပဏီတစ်ခုအဖွဲ့အစည်းတစ်ခုမှာမဖြစ်မနေလိုက်နာရမယ့်စီကံတွေ must เนาะမဖြစ်မနေလိုက်နာအောင်ဒါကိုကျွန်တော်တို့ခိုင်ခိုင်မာမာလုပ်ထားဖို့လိုတယ်ဥပမာအနေနဲ့ပြောမှဆိုလို့ရှိရင်မနက်9:00ရုံတက်ဆို9:00တောင်ဆိုရောက်အောင်မယ် เนาะအဲ့တော့ညနေ9နာရီမှာဒေါင်းဆိုယုံစင်ညနေ9နာရီမှာယုံစင်ရမယ်အဲ့တော့အဲ့ဒီ9နာရီနေပြီးတော့မှ9နာရီအတွဲမှာလဲကျွန်တော်တို့ဘာလို့ဖို့လို့လဲဆိုတော့သူတာဝန်ယူထားတဲ့เนาะ responsibility เนาะသူတာဝန်ယူထားတဲ့အရာတွေကိုပြီးအောင်မဖြစ်မနေလုပ်ဖို့လိုတယ်အဲ့တော့ sales စအယောင်းသမားဒီယုံကြည်အတွဲမှာသူရောင်းနေရမယ်เนาะဒါသူ့ရဲ့တာဝန်အဲ့တော့ပြောနေတာဒီဒါဒီကျွန်တော်တို့က principle ပါ တော့ကျွန်တော်အရင်တုန်းကဆိုလို့ရှိရင်အဲ့ဒီ principle ကိုကျွန်တော်ကုမ္ပဏီတွေမှာခိုင်ခိုင်မာမာမထားခဲ့ဘူးအဲ့တော့မထားခဲ့တဲ့အခါမှာဘာဖြစ်လဲဆိုတော့ကုမ္ပဏီကစီးမဲ့ကမ်းမဲ့ဖြစ်ကုန်တယ်ကျွန်တော်ကအားနာတတ်တယ်ခင်တတ်တယ်ချစ်တတ်တယ်အဲ့တော့သူတို့စီးကမ်းမလိုက်တာလဲဒီတိုင်းမှာဘာမှအပြစ်မယူတဲ့အခါမှာကုမ္ပဏီမှာကျွန်တော်ဆုံးရှုံးမှုတွေကျွန်တော်ရှိလာတယ်အဓိကအားဖြင့်တော့ကျွန်တော်တို့ကိုယ့်ရဲ့ customer တွေကိုယ့်ရဲ့ founder တွေကိုကျွန်တော်အကောင်းဆုံးဝန်ဆောင်မှုမပေးနိုင်တော့ဘူးအဲ့တော့ကျွန်တော်တို့ service တွေကြာလာတယ်နာမည်တွေပြတ်လာတယ်ကြောက်မို့ကျွန်တော်တို့ကအရေးကြီးတာဒီ principle အခုဒီဗီဒီယိုကြည့်နေလုပ်ငန်းရှင်တွေဒီလေကိုယ့်ရဲ့လုပ်ငန်းမှာ strong best principle တွေကျွန်တော်တို့ချမှတ်ထားဖို့လိုတယ်မဟုတ်ရင်ရောဒီရောရဲနဲ့ကျွန်တော်တို့လှုပ်ရှုပ်ကုန်နေတယ်ရည်ကြည်ပါတယ်အဲ့တော့ number 1တစ်ချက်ကတော့ကျွန်တော်တို့ဗာလဲဆိုတော့ culture ပါဟုတ်ပြီအဲ့တော့ခုနကကျွန်တော်တို့ principle ကိုလိုက်နာတယ်ပဲထားပါဆိုเนาะအဲ့တော့9နိုင်ရောက်ဆိုရင်ရောက်တယ်ဒါပေမဲ့သွားတိုက်ဆေးနေသွားတိုက်တန်ယူလာတယ်နောက်တစ်ပတ်ယူလာတယ်သမင်းကြိုင်လည်းဆွဲလာတယ်ရုံးရောက်မှကျွန်တော်တို့မျက်နှာတိမ့်မယ်သွားတိုက်မယ်မနှက်စာစားမယ်ရမှာကျွန်တော်တို့ เนาะမှန်တယ်လေကျွန်တော်9နာရီတော့ရောက်တာပဲလေဟုတ်တယ်ဟုတ်သို့တော့ကျွန်တော်တို့ကခုနပြောတဲ့ဟာကြတော့ဘာဖြစ်သွားပြီဆိုတော့ culture ဖြစ်သွားပြီရည်ချင်မှုတစ်ခုဖြစ်သွားပြီအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်ယုံမှာတတ်မှတ်ထားတယ်အဲ့တော့ယုံလာတက်တဲ့အခါမှာခုနကယုံစုံမွားနဲ့လာပြီးတော့မှတက်လို့မရအောင်အဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲမိန်းကလေးတွေဆိုလို့ရှိရင် make up လိမ့်လာမယ်တအားကြီးကျွန်တော်တို့ပုံပြပန်းပြမဟုတ်ဘူးပေါ့နော် make up တက်တက်ရဲ့လေးလိမ့်လာမယ်နှာခမ်းကြီးဆိုးလာမယ်တက်တက်ရဲ့ဝတ်စားလာမယ်အဲ့တော့ယုံကိုရောက်ပြီးတော့တယောက်နဲ့တယောက်တွေ့တယ်မင်္ဂလာဝါနှုတ်ဆက်တယ် ဒီနေ့ကျွန်တော်ဗာမြန်ကူညီပေးရမလဲကျွန်မဗာမြန်ကူညီပေးရမလဲဒါကာချာနော်ကာချာမတ်တော်မဟုတ်ဘူးဒါပေမဲ့အဲ့ဒီကာချာ strong ဖြစ်အောင်ကျွန်တော်လှုပ်ထားဖို့လိုတယ်ရုပ်ဆင်းမျိုးဆိုလို့ရှိရင်လည်းညနေအားလုံးကူညီပေးတဲ့အတွက်ယေရှုအများကြီးတင်ပါတယ်ဒီနေ့အတွက်ကိုယေရှုတင်ပါတယ်ဆိုကြပါဦးကျွန်တော်တို့ဒီနေ့ဆိုလို့ရှိရင်ယုံမှာဘသူကဗာလေးတွေနော်လက်ဖက်တော့လာမယ်ကြက်ဥပြုတ်လာမယ်အဲ့တော့ဒါသည်ဗာလဲဆိုတော့ကာချာ အရေးကြီးတယ် strong ဖြစ်အောင်လုပ်ဖို့လိုတယ်အဲ့တော့ကုမ္ပဏီတော်တော်များများမှကျွန်တော်တို့က principle strong ဖြစ်ပေမဲ့ culture strong မဖြစ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့အလုပ်လုပ်ဖို့ခက်တယ်နော်ကျွန်တော် လုပ်ငန်းတွေမှာဆိုလို့ရှိရင်လည်းအဲ့ဒီနှစ်ခုကိုကျွန်တော်ခိုင်မအောင်လုပ်ထားတယ် principle လည်းခိုင်မအောင်မယ် culture လည်းကောင်းအောင်မယ်အဲ့တော့ကိုကကျွန်တော် culture တွေတတ်မှတ်ထားပေါ့နော်အခု hostel မှာဆိုလို့ရှိရင်လည်းတယောက်နဲ့တယောက်ကူညီတယ်နော်ရိုင်းပင်းတယ်လေးစားတယ်နော်တယောက်နဲ့တယောက်ချစ်ကြတယ်ဒါကိုကျွန်တော်ဘာလို့လဲဆိုတော့ culture တစ်ခုအနေနဲ့တတ်မှတ်ထားတာ နောက်ခုနာ principle ကတော့သက်သက်ပေါ့အဲ့တော့ခုဒီ video ကြည့်နေလုပ်ငန်းရှင်တွေဒီလည်းဘာလို့အောင်မှာလဲကိုယ့်ရဲ့လုပ်ငန်းမှာ principle နဲ့ culture နဲ့ခိုင်မာအောင်လုပ်ထားအဲ့တော့လုပ်ပဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အဆင့်၅ဆင့်ကိုကျွန်တော်လုပ်စေချင်တယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်းလုပ်နေတဲ့အဆင့်၅ဆင့်เนาะအဲ့တော့ number 1အဆင့်ဒီဘာလို့အောင်မှာလဲဆိုတော့ဒီ culture တွေ principle တွေကဘာကြောင့်မလို့ချမှတ်ထားတယ်ဆိုတာကိုဝန်ထမ်းတွေကိုကျွန်တော်တို့သိအောင်ပြောဖို့လုပ်တယ် အဲ့တော့ကိုယ့်ရဲ့ကုမ္ပဏီဘာကြောင့်မလို့ရက်တည်နေတာလဲကိုယ့်ရဲ့ကုမ္ပဏီကဘယ်ကိုသွားနေတာလဲအခုလောလောဆယ်မှာဘယ်နေရာကိုရောက်နေတာလဲအဲ့ဒီနေရာကိုရောက်ဖို့အတွက်ဘာတွေလုပ်ကြမလဲเนาะဘယ်သူတွေကဘာတောင်းယူမလဲအဲ့ဒီဟာတွေကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောထားဖို့လိုတယ်ဒါမှသာရင်ဒီ principle တွေ culture တွေတို့ကဘာကြောင့်လိုက်နာရတယ်လဲဆိုတာကိုတို့သိမှာ ညွှန်ကြည့်ပါရစေ။ Okay ဟုတ်ပြီ။အဲဆိုလို့ရှင်တော့ number 1အဆင့်ပြီးကျွန်တော်တို့ကအဲ့ဒီ principle တွေကိုခိုင်ခိုင်မာမာချရေးထားဖို့လိုတယ်။အဲ့ဒီစီမင်းစည်းကမ်းတွေကိုရေးထားပါနော်။တစ်ထားလို့ရမယ်၊နှစ်ထားလို့ရမယ်၊သုံးထားလို့ရမယ်။အဲ့တော့မလုတ်ခိုင်းရင်ဘလိုမျိုးပြမှုပြတန်တွေရှိတယ်၊ဘလိုမျိုးပြစ်တွေပေးမယ်၊ပို့ပြီးလုံလာခဲ့ရင်တို့တက်ဘလိုစုတွေချင်းမြင်မယ်ဆိုတော့ကျွန်တော်တို့ကခိုင်ခိုင်မာမာကြီးကိုကျွန်တော်တို့ရေးထားဖို့လိုတယ်။အဲ့ဒါတွေကိုမှဝန်ထမ်းတွေကိုလည်းဖတ်ခိုင်းဖို့လိုတယ်။ ဟုတ်ပြီအဲ့တော့နံပါတ်3ချက်ကတော့ကျွန်တော်တို့အလုတ်ရှင်ကိုယ်တိုင်လည်းလိုက်နာဖို့လိုတယ်အဲ့တော့ငါပြောသလိုလုံးငါလုပ်သလိုမလုပ်နဲ့ဆိုတော့ကျွန်တော်တို့မရအောင်အဲ့တော့လုပ်ငန်းရှင်ကိုယ်တိုင်လည်းဒီ principle တွေဒီ culture တွေလိုက်နာတယ်တကယ်ကိုဟာလာ strongly ကိုလိုက်နာတယ်ဆိုလို့ရှိရင်ကိုယ်ကရှေ့အောင် role model အနေနဲ့နေပြတာဖြစ်တဲ့တော့ကိုယ့်ရဲ့ဝန်ထမ်းတွေကလိုက်နာနိုင်မယ်โอเคအဲ့တော့နံပါတ်၄ဒီကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုတော့အသက်အတွင်းမှာ ခုနက principle တွေ culture တွေအဲ့တော့အရင်တုန်းကကျွန်တော်တို့ဟလာနေချင်းဆုံးနေခဲ့တာတွေမေ့လိုက်တော့အခုလောလောဆယ်မှာကျွန်တော်အဲ့ဒီအရာတွေစပြီးတော့မှအသက်သွင်းတော့နော်အသက်သွင်းခိုင်းခိုင်းမာမာပြောပြထား okay ငါတို့ဒီနေ့ကစပြီးတော့မှစလုံးဆောင်ကြမယ်နော်ဒီနေ့ကစပြီးတော့ဒီလိုလုံးရမယ်နော်ဆိုတော့ကျွန်တော်တို့အသက်သွင်းဖို့လိုတယ်အဲ့တော့နံပါတ်5ကတော့အသက်သွင်းပြီးသွားပြီဆိုလို့ရှိရင်လည်းဘာလုပ်ရမှာလဲဆိုတော့တုံးတက်ဖို့လိုတယ်အဲ့တော့ဒီတိုင်းကြီးပြစ်ထားလို့မရအောင်မင်းတို့ဓာရီနဲ့ light တိုင်းတာပါဓာရီ light လို့ပါဆိုပြီးတော့မှပြောထားယူမယ်သူတို့လှုပ်ချင်လို့မလှုပ်ချင်နေလို့မရအောင်အဲ့တော့ဘာလုပ်ရမှာလဲဆိုတော့ကျွန်တော်တို့က အဲ့ဒီဟာတွေကို review လုပ်အောင်ပါပြန်လဲသုံးသပ်အောင်သုံးသပ်ပြီးတော့မှဘယ်သူတွေ blind နာဘူးဘယ်သူတွေကတော့ line နာတယ်ဘယ်သူတွေကတော့ blue ချင်းနေရှိတယ်ဆိုတာသုံးသပ်ပြီးတော့မှကိုယ့်ရဲ့ team ကိုဘာလုပ်အောင်ပါလဲဆိုတော့ပြန်ပြီးတော့မှပြောပြအောင်ပါပြောပြပြီးတော့မှသူတို့ပြုတ်ပြင်ကြောင်းလေးခိုင်းအောင်ပါဒါကတော့ကျွန်တော်တို့ principle တွေ culture တွေ company မှာ strong ဖြစ်ဖို့အတွက်အဆင့်၅ဆင့်ဖြစ်ပါတယ်ဒီကြောင်းအရင်ကနေပြီးတော့မှကျွန်တော်ရဲ့လုပ်ငန်းရှင်တွေကအကျိုးတစုံတရာတွေမကဘူးအများကြီးတွေးနိုင်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကိုယ့်အတွက် တွေးလိုက်နိုင်တဲ့လေးတစ်ခုတိတ်လိုက်တဲ့လေးတစ်ခုကိုကွန်မန့်မှာချက်လောက်ရေးလို့ရရင်ရေးပေးပါဦးဒီဗီဒီယိုဆုံးထိအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်မှာမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေ